ဒီကနေ့မနက်ထိုင်းကမ်ဘောဒီးယားနယ်စပ်မှာလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ထိုင်းစစ်တပ်ကပြောပါရီမနေ့ကနဲ့ဒီကနေ့မနက်ပိုင်းတွေမှာစီစာခန့်နဲ့ဥဗွန်ရက်ချာနီခရိုင်မှာနှစ်နိုင်ငံအကြားပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးကမ်ဘောဒီးယားကထိုင်းစစ်တပ်စခန်းတွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တယ်လို့ထိုင်းဘက်ကပြောပါရီအဲ့ဒီပြစ်ခတ်မှုကြောင့်ထိုင်းစစ်သားတယောက်တေဆုံးက၈ယောက်ဒဏ်ရာရခဲ့တယ်လို့ထိုင်းစစ်တပ်ကပြောပါရီ ပြစ်ခတ်တိုက်ခိုက်ရဲ့စစ်စခန်းတွေရှိနေတဲ့နေမြေအများအပြားကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ထိုင်းကထုတ်ပြန်ပြီးကမ္ဘောဒီးယားကတော့မနက်စောစောပိုင်းမှာထိုင်းကနေရာနှစ်ခုကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်မှုအသေးစိတ်တော့ထွက်ပေါ်လာတာမရှိသေးပါဘူး။ နေဆက်အငင်းပွားမှုတွေကြောင့်ဇွန်လိုက်လအတွင်းမှာငားရဲကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအာဆီယံထိပ်သီးညီလာခံအတွင်းမှာညှိချင်းရေးသဘောတူညီချက်တရက်ကိုနိုင်နိုင်ငံအကြားလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီနောက်ပိုင်းမှာသဘောတူညီချက်ကိုချိုးဖောက်ရဲဆိုတဲ့အပြန်အလှန်ဆွဆွဲချက်တွေရှိခဲ့ပြီးအခုလိုလေကြောင်းတိုက်ခိုက်မှုအဆင့်ထိရောက်လာခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ဆက်စီစာခန့်နဲ့ဥပွန်ရက်ထိုင်းခရိုင်တွေမှာတော့ထောင်ထဲချီတဲ့လူတွေစစ်ဘေးတိမ်းရှောင်နေရပါတယ်။